ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေခွန်းရှင်ကဥစီတဲ့ဥစီဟုတ်ပြီ86နှစ်တောင်သူပါတဲ့အလုံးမလုံးတာတော့3နှစ်ရှိပါပြီအေး80ကျော်ရှိုံးလဲဟုတ်83နှစ်အထိလောက်ခဲ့တာပါနော်စကိုင်းတိုင်းရေဦးမြို့ကပါဆရာကြီးခင်ဗျားတဲ့တင်ပစုံပါတဲ့အကျော်ထုံးနေလို့ပါတဲ့ရှိဘကုန်ပါတင်ပစုံတင်ပစုံမှာအကျော်ထုံးနေဟုတ် ခြေတော့ကတဲ့ထောက်သွားရင်တဲ့နှင့်ငနေနာပါတဲ့အဲ့ဒါသူရောင်မျိုးဆိုရှင်လေတနေရာမှာဆင်းလိုက်တဲ့အခါမှာခုံချလိုက်တာမျိုးတို့ဥမာနော်ဟုတ်ကဲ့ဆရာကြီးတစုံတရာနဲ့လူလူချင်းတိုက်မိတာတို့ဘို့ဆိုင်ကနေတိုးမိတာတို့အဲ့လိုဒဏ်တစ်ခုရှိလိမ့်မယ်တေးကြတယ်ဟိုကတော့သူ့လူလူဖြစ်သွားတာပါတဲ့အဲဒါတော့သူရဲ့အယူဆပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါပေမဲ့လူလူတော့ဖြစ်မယ်မဟုတ်ဘူးဟုတ်ကဲ့ပါဆရာကြီးနော်ဆင်းလိုက်တဲ့အမြင်ကနေတော့အောက်ဆင်းလိုက်တဲ့ နင့်ငနေဖြစ်သွားတယ်ဟုတ်ကဲ့ဆရာဒါအလူလူမဟုတ်တော့ဘူးလေဟုတ်ကဲ့ဆရာအဲဆင်းတဲ့အခါမှာနင်ဆင်ကြရမယ်ဟုတ်ကဲ့ဆရာထိမ့်သိမ့်အကင်နဲ့မှလည်းဆင်ရမှာဟုတ်ကဲ့ပါဆရာအဲ့တော့အနေထိုင်နေကိုပြင်ပါလို့ဟုတ်ကဲ့ပါဆရာဥပမာလူအပ်လို့ရှိရင်တောက်မွေးလေးလို့ဆောက်ပါတော်မွေးကြရမှာရှင့်ရင်ဒုကောက်လေးလေးစောင်းပါဟုတ်ကဲ့ပါဆရာဒုကောက်ကိုကြရမှာရှင့်တယ်ဆိုရင်ထီးလေးခုထီးလေးဟုတ်ကဲ့ဆရာထီးလေးမှာဒုကောက်လုံးပုံထီးလေးစီရဲဟင်ထီးလေးကြိုင်သွားတယ်လို့ပဲဒုကောက်ခင်းနေအဲ့လိုပြင်လဲရှင့် အေအိုရင်ကြားကန်ရတယ်နော်ဟုတ်ကဲ့ပါဆရာရင်လူအိုလည်းပါလို့ပါလေအဲ့လိုကြားကြားကန်ကန်ပြရမှာပါပဲလို့ဟုတ်ကဲ့ပါဆရာနောက်စီးတဲ့ဖနက်ကိုဇာကြီးလည်းကူစီးတာလေဟုတ်ကဲ့ပါဆရာကျမ်းမာရေးဖနက်ဆိုတာလေဟုတ်ကဲ့ပါဆရာရင်ဘူလေးတပါတယ်ဟုတ်ကဲ့ပါအခုမေခွန်းရှင်လေဆရာကြီးအကြံပေးကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးဖနက်တရားမှဘာမှမပေးရပါဘူးဟုတ်ကဲ့ပါဆရာကြီးနော်ဈေးတင်တဲ့ဖနက်လေးကိုဘယ်သိအကောင်းစားကုန်တဲ့ဈေးကြည့်တာပေါ့ ဟုတ်ကဲ့ပါရှင်ဖက်နဲ့ပဲလှဖို့မှမလို့မျိုးသားပါစားဟုတ်ကဲ့ပါရှင်အဲ့လိုပြင်စီလိုက်ပါလို့ဟုတ်ကဲ့ပါရှင်နောက်ရေချိုးကနေတဲ့ရေချိုးကနေတဲ့လေဟုတ်ကဲ့ပါရှင်ရေချိုးကနေတဲ့ကိုကိုအိမ်ထဲမှာလေရေချိုးကမင်းနာမှာဆက်တိုက်ကြွယ်ဆောက်လို့ရှင်သေးတွေပုံထားတယ်ဖီလက်မီတွေပုံကြောက်စစ်လေးတွေပုံတွေ့ဝင်နော်ဟုတ်ကဲ့ပါရှင်အဲကြောက်စစ်လေးပုံပေါ့နော်ဟုတ်ကဲ့ပါရှင်ကြောက်စစ်လေးပုံမှာသွားပြီးတော့မြေပဲစီမြေပဲစီတော့အရွယ်ရအောင်စကားလေးတို့နဲ့ စကားတိုက်လေပေါ့ဟုတ်ကဲ့ပါဆရာစကားတိုက်လို့တော့အောက်မှာကျောက်စစ်ခဲလေးတွေကဗားတဲ့တော့ဒူဆိုဟာမြေလေးလေးကြာတာပြီလို့ထင်တယ်နော်ဟုတ်ကဲ့ပါဆရာအဲအဲ့အဲ့မျိုးလေးကိုရေချိုးကမ်းမှာရေချိုးကမ်းအဝမှာအဲ့အဲ့မျိုးလေးကိုနှစ်ပေပတ်လေပေါ့နှစ်ပေပတ်လေဆိုတာဆောင်းနေလို့ကောင်းတာပေါ့အဲနှစ်တလက်မှတစ်သားပေါင်နေရိုက်ဟုတ်ကဲ့ပါဆရာတစ်သားပေါင်နေအဲ့ဒီမှာထည့်ပြီးတော့ရေချိုးရတဲ့အဲ့ဒီမှာ လှုပ်ရှားပါဟုတ်ကဲ့ပါဆရာကြိုကင်းလို့တယ်ပေါ့ဟုတ်ကဲ့ပါဆရာမလို့လမ်းလျှောက်သလိုလျှောက်တယ်ပေါ့ဟုတ်ကဲ့ပါဆရာလျှောက်တော့ဘာဖြစ်မလဲသူခြေတော်ကလေးတွေမှာဒါခြေတော်ဒီမှာအကုန်လုံးသိမ့်နေထားတယ်ဖြစ်တာပေါ့သိတ်ကောင်းတာသူဟုတ်ကဲ့ပါဆရာလက်တွေ့လို့ကြီးသိတ်ကောင်းတာနော်ဟုတ်ကဲ့ပါဆရာအဲ့လိုဒီကိုရဲ့အစာအသောက်အနေအထိုင်တွေကိုပြုပြင်ပေးပါပါဆိုရင်ကျမချင်းလက်တပါလားကျမချင်းလက်တကားတွေလည်းတမကြီးမားဆုံးလက်ပါလို့နော်ဟုတ်ကဲ့ပါဆရာ ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီသာဓုဗျာအားလုံးသာဝနာခင်ဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်တင်းတင်းပါဟုတ်ပြီအသက်က90ပါဆရာကြီးဟုတ်ပြီဈေးရောက်ပါတယ်တဲ့ရန်ကုန်ကအပြိုကြီးပါတဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့ယာတီသွေးအစင်းများနေလို့ပါတဲ့သင်းလာတဲ့လာတိုင်းအများကြီးဆင်းနေတာပါတဲ့တနည်းလောက်ရှိနေပါပြီတဲ့အလေးပင်မမဖို့ ဟုတ်ကဲ့ဆရာရင်တိတ်ကနော်ဟုတ်ကဲ့ခါကုန်းပြီးတော့ပစ္စည်းကြတော့ခါကုန်းမကောင်းဘူးကုန်းမကောင်းဘူးပေါ့ဟုတ်ကဲ့ဆရာဒူးနဲ့ထိုင်ကောက်ဟုတ်ကဲ့ပါဆရာရင်အဆက်မစားနဲ့ဟုတ်ကဲ့ပါဆရာရင်နော်နော်အဲ့ဒီအတွက်ကောင်းတာကတော့ပုံမှန်လေဟုတ်ကဲ့ဆရာရင်ခွေတော်ရဲ့နဲ့မယ်စီရီလေးကိုဟင်းချိုလေးချက်တော့လိုက်ဟုတ်ကဲ့ပါဆရာတုတ်တူးလိုက်ဟုတ်ကဲ့ပါဆရာရင်တုတ်စားလိုက်အဲ့လိုစားရင်ကိုဒါတက်တာတော့မှာတယ်နော်လိန်စီလေးလိမ့်မယ်ဆိုရင်လည်း ်နေ့ဥတနခါလေးလေးညကြကရမလေးလင်းပြီဟုတ်ကဲ့ပါဆရာဟမ်နော်မတဖြူလို့တောင်တန်းကြီးလို့တောင်တန်းကလို့လင်းရဘူးနော်ဟုတ်ကဲ့ပါဆရာအဲ့လေးနဲ့ခစ်ကကုံသွားပြီဟုတ်ကဲ့ပါဆရာသူသူရဲတာလေးဖတ်ပြမယ်နော်ဆရာကောင်းပြီအတုံးခဲတွေရောပါပါတယ်တဲ့အယောင်ဆင်းလဲကောင်းပါတယ်တဲ့မူးဝေတာလည်းမဖြစ်ပါဘူးတဲ့ဒါပေမဲ့တဲ့လူကတော့တဲ့ပူတာတဲ့တအားကိုပူပါတယ်တဲ့ဟုတ်အဲ့ဒါတော့ အထဲမှာအပူဓာတ်တွေရှိလို့ပေါ့သူမင်းဟုတ်ကဲ့ဆရာကြီးအဲ့ဒီအပူဓာတ်တွေရှိရဆိုအပူဓာတ်တွေကအလူလူတော့ဝင်မလာဘူးဟုတ်ကဲ့ပါကိုကိုလေးကိုလေဟုတ်ကဲ့ပါဆရာကြီးကံဘူးဟုတ်ကဲ့ပါဆရာကြီးစိတ်အပူဟုတ်ကဲ့ပါဆရာကြီးဥရုအပူဟုတ်ကဲ့ပါဆရာကြီးအဟာရအပူဟုတ်ကဲ့ပါဆရာကြီးရုပ်ကိုထောက်ရတာကံစိတ်ဥရုအဟာရမလားဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ကံအပူစိတ်အပူဥရုအပူဆိုတာတော့ဝိဇာတော့အကြောင်းပေါ့ နိစာသောအကြောင်းပဲဘာကနိစာသောအကြောင်းလဲအာဟာရအစာအာဟာရနိစာသောအကြောင်းဟုတ်ကဲ့ပါဆရာအဲ့တော့နိစာသောအကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအပူစားတွေရှောင်တာပေါ့ဟုတ်ကဲ့ပါဆရာဆရာတိတ်ရင်းနေလိုက်ပြောတော့ပြောတယ်နော်ငရုစုံနဲ့ငရုကျူရေဆိပ်ပြီးတိတ်ထားလိုက်တော့လို့ဟုတ်ကဲ့ပါဆရာနော်ငရုစုံနဲ့ငရုကျူရဲ့အိမ်မှာအလုပ်လုပ်ရဆုံးမလားဟုတ်ကဲ့ပါဆရာဟဲ့မြန်မာအဲ့လိုအစားများကြတယ်လေဟုတ်ကဲ့ဆရာနော်ဒီတူစာနဲ့ ိန္ဒိယအစာနှစ်ခုဆိုရင်မြန်မာတွေကဘယ်အစာပိုကြိုက်လဲတရအိန္ဒိယအစာပိုကြိုက်ဟုတ်ပိုကြိုက်တယ်ဟုတ်ကဲ့ဆရာကပါဆရာကျွန်တော်တို့အဲမီးဘူးကြောင်တွေကိုပြင်ရမယ်ဟုတ်ကဲ့မီးဘူးကြောင်တွေစီကမ်းလို့မြင်ပြီးတော့အဲငရုတ်ဆိုနေငရုတ်ကျွေးတွေကိုတင်ထားရင်ပိုတော့ကောင်းမယ်နော်ဟုတ်ကဲ့ပါဆရာ ပူလာတော့ခုနကပြောသလိုဆရာကြီးလိန်စေအနေနဲ့တော့နေ့တနခါလိန်စေရတော့တမီးပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအကောင်ဆုံးတော့နေ့တနခါညကရမဲ့ပေါ့တမီးရဲ့ဟုတ်ကဲ့ပါဆရာကြီးဘယ်လိုမှမမားနိုင်တဲ့နေ့ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးနေ့တနခါတော့နှစ်ကြိမ်သို့မဟုတ်သုံးကြိမ်လောက်လိန်ပေါ့ဟုတ်ညကရမဲ့ကတော့တစ်ကြိမ်ပါပဲဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့တနခါပဲလိန်နေကရမဲ့ပဲလိန်ရင်လိန်ပြီးရင်တကောတကောရက်ပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲစာဝအနာကင်ပြရာရှင်ကြပါစီဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကတော့အားငယ်အကောင့်ကမေးတာပါအားငယ်အားငယ်ဆိုတဲ့အကောင့်ဟာဟုတ်ပြီမလမျိုးသူ16နှစ်19နှစ်ပေါ့เนาะចောင်းသူမူဆယ်မှာနေထိုင်သူအတွက်မေးပေးတာပါဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်ညမပေါ့เนาะဂျိုင်းကြားမှာတဲ့အကျော်လိုတင်းပြီတဲ့လက်ကမြောက်မရပဲဖြစ်နေတာတဲ့လမောင်းအောက်ကနေကင်ကြီးတော့တဲ့သွေးကဲလိုကြီးဖြစ်နေတယ်လို့ပြောပါတယ်တဲ့ ဟုတ်တယ်အဲ့ဒီအတွက်တဲ့စေနီလေးပေးပါလို့ပြောထားပါတယ်ဆရာအဲ့ဗျာအဲ့ဒါမြန်မာလိုဆိုတော့လေဟုတ်ကဲ့ကိညာနာခေါ်တယ်သမီးဩကိညာနာဆိုကိညာဆိုကတာမလားဟုတ်ကဲ့ဆရာကြီးကျဲအောင်အကြည့်ရှိလာရင်ဟုတ်ချလို့မရဘူးလေဟုတ်ကဲ့ဆရာချလိုက်စေနာတယ်ဟုတ်ကဲ့ပူရောင်တယ်မြောက်လို့လဲအဲ့ဒါဘာလို့ထားလဲဆိုရင်ဟုတ်ထိုင်ရင်အခုဆရာကြီးထိုင်လို့ဒီပေါ်တင်စရာလေးနဲ့ပေါ်စပွဲပေါ်ဖြစ်ဟုတ်ကဲ့အိမ်မဲ့ဆိုရင် ဒီမှာဖက်ကောင်းလေးတို့ဟုတ်ကဲ့ဆရာတို့တို့တင်စရာလေးနဲ့အဲ့သူ့လွတ်ပေးထားရဲ့ဟုတ်ကဲ့ဆရာနေရာလွတ်ပေးထားတယ်ကောင်းတယ်ဘာအဲ့ညာကရမက်ကိုမှန်မှန်လိမ့်ပါလို့ဟုတ်ကဲ့ဆရာကရမက်လေဟုတ်ကဲ့အမျိုးသမီးအသက်ကရမက်တဲ့ကရမက်ကိုလိမ့်လေးလေးမှာအဲ့ဒီကရမက်ကိုတကောတကောလေးရက်ပါဟုတ်ကဲ့ပါဆရာနော်တိတလာကိုသက်သာသွားမှာပါလို့ရှောင်းမှာတော့အကျွတ်ကျော်နဲ့အဆက်ပဲဟုတ်ကဲ့ပါဆရာကျောင်းကျော်ထားတဲ့အဆက်မှမမြမစားပါဒါနဲ့မတည့်ပါဘူးနော်အပူအဆက်တွေမှန်သမျှ ခုခေတ်အာဘူရှာဘူးတို့မုံဒီတို့ရှင်ငန်ဆက်တို့ရှူရှဲတို့ဆက်ရှိန်တို့တင်မောဒီတောင်းတို့မာလာရှန်ကောတို့စာမူလာတန်းကြောင့်အလေတန်းကြောင့်အတက်တန်းကြောင့်တက်ကူတွေကြီးရှောင်းကြတယ်ဟုတ်ကဲ့ပါဆရာတို့ရက်ွက်တွေဒီမှာလည်းအချိန်မီအဲ့ဒါတွေဝယ်လို့ရတယ်ဟုတ်ကဲ့ပါဆရာဆရာပြောတယ်စိုက်စင်လေးတယောက်ရင်းနေတော့လေသမီးရဲ့ဒီပြားလေးပြောင်းဦးလို့ရောင်းပါလားဆိုသမီးတော့ရောင်းနေတာပေါ့တဲ့စားရလွယ်တောင်းဆိုတာတဲ့ဒါလေးမရှိဘူးလားပေါ့ အဲ့တော့သူတို့ကလည်းသူတို့ဆန္ဒအရရောရပါတယ်တဲ့အဲ့ဒါလေးကိုအခုလိုဆရာတို့မီဒီယာတွေကနေပြီးတော့ဒါကိုပညာပေးတဲ့သဘောတွေအကြံပြုတဲ့သဘောတွေပြောပြရတာဆိုင်စိတ်ထဲမှာဆရာကဝမ်းလဲတာတယ်ကုသိုလ်ရတယ်လို့ယုံကြည်တယ်ဟုတ်ကဲ့ပါဆရာကြီးတော့ကျမ်းမာခြင်းဆိုတဲ့လက်ကတမန်လက်လာအကြီးဆုံးလက်လာသမီးအကြီးဆုံးလက်ပါဆရာကြီးအဲအကြီးဆုံးလက်တွေလက်ကိုပိုက်ဆိုင်နိုင်ကြပါစေလို့ဆရာကြီးမြတ်တာပူလိုက်ပါတယ်ဗျာ ေးတဲ့ဆုနဲ့ပြရပါလို့ဆိုင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီ